မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအနောက်ချမ်းပြည်ခရိုင်ပေါင်းတယ်မြို့နယ်ဒုတိယရဲတပ်ဖွဲ့မှဒူရဲမှုအောင်စောထွန်းရဲ့တမိဖြစ်သူမေလ14ရက်နေ့မွန်လွဲ2နာရီဝန်းကျင်မှာစိုင်းကဲနဂတ်နဲ့လက်ကင်ဖုန်းတို့လူရက်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လူရက်ခံရတဲ့အမျိုးသမီးဟာပေါင်းတယ်မြို့လေကောင်တတ်ကြမိုးကောင်ဖျားကြီးဝင်မင်းသားကြီးရေကန်နဘေး ညောင်ပင်အနီးမှာ၎င်းတအုပ်တည်းရှိနေတဲ့အချိန် Honda Click Cycle နဂတ်တစ်ဖက်နဲ့ iPhone တို့လူရက်ခံခဲ့ရတယ်လို့ဆိုပါရယ်လူရက်သွားတဲ့သူက Cycle ကိုဘွဲပင်ကရက်ွက်ထဲကလဲခွင်းအနီးမှာထားခဲ့လို့ရဲကအဲ့ဒါပဲပြန်သိမ်းနိုင်တယ်လူတဲ့သူတွေကိုတော့ဒီနေ့အထိဖမ်းမမိသေးဘူးဓားထောက်လူတယ်လို့ပြောတယ်လို့ပေါန့်တယ်မြို့ကန်တို့ကပြောပါရယ်လူရက်ခံရတဲ့အမျိုးသမီးဟာ၎င်းကိုယ်တိုင်လဲစစ်ကောင်စီလက်အောက်ခံနတ်တလင်းမြို့နယ်တရားရုံးစရေးဝန်ထမ်းတအုပ်ဖြစ်တယ်လို့ ဖခင်ဖြစ်သူဟာပေါင်းတယ်မျိုးနဲ့ဒူရဲတပ်ဖွဲ့မှုမိခင်ဖြစ်သူဟာပေါင်းတယ်မျိုးနဲ့အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းတွေဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်မျိုးကန်တူကလည်းမင်းသားကြီးရေကန်ကမွန်လွဲပိုင်းအချိန်ကြီးမှာလူပြတ်တဲ့အချိန်ပဲတတရာကိုအခွင့်ကောင်းယူသွားတာဒီဖြစ်ရက်ကပေါင်းတယ်မျိုးမှာရဲမှုတမိတော်မလုံခြုံဘူးဆိုတာကိုတတ်သိပြနေတာပဲလို့ပြောဆိုခဲ့ပါတယ်။ပေါင်းတယ်မြို့နယ်မှာနှလုံးထီသုံးလုံးထီဒိုင်းတွေလဲပေါများနေတယ်လို့ WYC ဖြန့်ချိတဲ့သူတွေလဲရှိနေကမြို့နယ်အတွင်းလူရက်မှုတွေမကြာခဏပြက်ပွားနေတယ်လို့မြို့ကန်တွေကပြောပါရယ် ဧပြီလ24ရက်နေ့ည9နာရီကလည်းပေါင်းတယ်မြို့နယ်နဲ့နေမြေချင်းထိဆက်နေတဲ့တဲကုန်းမြို့နယ်ဝက်ပုတ်ရွာမှာအသက်35နှစ်ဝန်းကျင် LGBT တဦးအသက်ခံရပြီးတော့ရွှေတယ်လက်ဝက်ရတနာတွေလူယူခံရမှုဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်စဲမြို့နယ်မှာစစ်ကား3စီးကိုမိုင်းဆွဲတိုက်ခဲ့ရာစစ်ဗိုလ်တဦးသေဆုံးပြီး3ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ23ရက်နေ့ညနေ9နာရီကမှကြောက်စဲမြို့နယ်ဟန်မြင့်ဘူက စင်ကောင်းတောင်ဘက်ကိုသွားတဲ့စစ်ကားသုံးစီးကိုတော်လိုင်းတပ်ဖွဲ့များကရဲကြီးရွာနဲ့ဈေးရွာချမ်းမှာမိုင်းဆွဲတိုက်ခိုက်ရာစစ်ဗိုလ်တပ်ဦးတေဆုံးပြီးသုံးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကစင်ကိုင်းကစစ်ခွေးအကြီးစားတစ်ကောင်သေးပါတယ်။သုံးကောင်ကဈေးရုံမှာတေတဲ့ကောင်ကသေးဘိုလ်လို့တော့သိရတယ်လို့ Tiger Brother မြေသား PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို Tiger Brother PDF ဗိုလ်စားပျောက်ကြားမြင်းကြံမျိုးနဲ့ပကဖမြေသားပကဖနဲ့မြင်းကြံတရင်တစ်တို့ကပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲကြောက်စဲမျိုးအထက်ကတဲ့ကျောင်းမှာအစည်းအဝေးပြုလုပ်ရန်လာတဲ့စစ်ကားတစ်စီးကိုမေလ6ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့များကအထက်ကအမှတ်1ကျောင်းပန်းချံလမ်းအရောက်မှာ ိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။အစည်းအဝေးကတော့ပြတ်သွားတယ်လို့သိရတယ်။စစ်ခွေးအသေးပြောက်စီးရင်တော့မသိရသေးဘူးလို့ Tiger Brother မြစ်သား PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို Tiger Brother PDF နဲ့မြင်းကြံ28မြစ်သားပခပအဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှနယ်မြေရဲစခန်းကို PDF များကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရာစခန်းမှုရဲ့ရုံးခန်းအပါအဝင်၃နေရာကြက်ရောက်ပောက်ကွဲပြီးတော့ရဲတအုပ်အပါအဝင်၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေမနက်၁၇နာရီခွဲကနေပြီးတော့၁၂နာရီခွဲအချိန်တွဲမှာစင်ကူးမြို့နယ်မိုးကုတ်မန္တလေးလမ်းမကြီးဘေးမှာရှိတဲ့လက်ပံလှနယ်မြေရဲစခန်းကိုဒေတာတွင် PDF များကဒရုန်းနဲ့ drone ဘုံ၃ချိန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုကြောင့် ဘုံဒီ၃လုံးဟာစကမ်းမှုရဲ့ရုံကန်အမိုးပေါ်ကိုတစ်လုံးစီရေးပြဂွင်ဘေးကိုတစ်လုံးနဲ့စကမ်းဝင်းရဲ့အနောက်တောင်ဒေါန့်ကိုတစ်လုံးကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ပောက်ကွဲမှုကြောင့်ရဲတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ဒေသခံတွေကပြောပါဗျ။ရဲစခန်းထဲကိုတော့လောကဟိတနာယေကဝင်သွားတယ်လို့တော့ဒေသခံတချို့ကမြင်တယ်လို့ပြောတယ်အထီးကိုက်တော့ရှိမယ်လို့ ကင်းထောင်မြေပြင်သတင်းမှန်ပြန်ကြားရေးစင်ကူးရဲ့တပ်ဖွဲ့ဝင်တအုပ်ကပြောပြလာပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စေကောင်းစီအုပ်စုရဲ့ Telegram Channel များမှာရဲတအုပ်ခြေတလုံးမိုင်းစထိမှန်ဒဏ်ရာရပြီးတော့ရဲစခန်းအမှုပြက်စီးကထိခိုက်သူအမျိုးသမီးဟာပြည်သူဆိုပြီးတော့ဝါရဖြန့်နေတယ်လို့သိရပါတယ်စင်ကူးမြို့နယ်အတွင်းမှာရှိတဲ့ကျွေးရများကိုလည်းစစ်ကောင်းစီတပ်ကနေပြီးတော့စစ်ကြောင်းထိုးနေပြီးမေလ14ရက်နေ့မနက်ပိုင်းကတောင်ယာကြီးရွာကိုဝင်ရောက်ကရွာသားတအုပ်အားခေါင်းဖြတ်တတ်ပြီးတော့ဥကောင်းကိုတစ်ပင်ပေါ်မှာချိန်ဆွဲသွားခဲ့သေးတဲ့ကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ဝဲကြီးကောင်စေယုံကိုစေကောင်စီကတိုက်လေရင်နဲ့ဘုံကျဲရစေယုံဝန်ထမ်းလူနာနဲ့လူနာသောပြည်သူအယောက်20ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တေဆုံးသူတချို့ရှိခဲ့ကစေယုံတစ်ခုလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ15ရက်နေ့မနက်12:16မိနစ်မှာကြောက်တော်မြို့နယ်ဝဲကြီးတောင်ကျေးရွာမှာရှိတဲ့ဝဲကြီးတောင်စေယုံကိုစစ်ကောင်စီကလေကြောင်းကနေတဆက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်စေယုံတစ်ခုလုံးနေပါပြက်စီးဆုံးရှုံးသွားခဲ့ရပြီးတော့စေယုံဝင်တန်းလူနာနဲ့လူနာဆောင်ရက်သားပြည်သူအစုစုပေါင်း20ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပေဆုံးသူတချို့လည်းရှိခဲ့တယ်လို့သိရပါဗျ။လူနာအယောက်20ထဲမှာအပြင်းစားဒဏ်ရာရရှိတဲ့သူ9ဦးရှိခဲ့ပြီးတော့ မြင်းတကောင်လည်းတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။ရခိုင်ဒေသမှာစစ်ပွဲတိုင်းမှာရှုံးနိမ့်ကအဆက်ရဒေါသထွက်နေတဲ့စစ်ကောင်စီကလူမျိုးရေးအမုန်းတရားများကိုအခြေခံပြီးတော့တိုက်ပွဲနဲ့မသက်ဆိုင်တဲ့အရက်ဘက်ပြစ်မှတ်ဈေးယုံဈေးများကိုဥတီပြီးတော့ပြစ်ခတ်တိုက်ခိုက်နေခြင်းဟာအပြစ်မဲ့ပြည်သူများကိုအဆုလိုက်အပြုံလိုက်တပ်ဖြတ်နေခြင်းပင်ဖြစ်တယ်လို့သိရပါဗျ။အလားတူပဲစစ်ရာဇဝဲမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းလည်းဖြစ်တယ်လို့အေအေကထောက်ပြထားပါဗျ။ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်များနဲ့ လူမှုဘဝလုံခြုံမှုကိုနေ့စဉ်နဲ့မျှချိမ့်ချောက်နေတဲ့လောက်ရက်များနဲ့ပြည်သူများကိုနေ့စဉ်တက်ဖြတ်နေတဲ့လောက်ရက်များဟာမြန်မာနိုင်ငံအနှံ့စေကောင်စီရဲ့နေ့စဉ်ကျူးလွန်နေတဲ့မယိုးနိုင်တဲ့လောက်ရက်များပင်ဖြစ်တယ်လို့သိရပါဗျ။စေကောင်စီကအခုလိုမျိုးလောက်ရက်များနဲ့အရင်ကကျူးလွန်ထားတဲ့မှတ်တမ်းများကိုနိုင်ငံတကာအဖွဲ့အစည်းများထံကိုပေးပို့သွားမယ်လို့အေအေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ရေပြူမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီကလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ခတ်နေတာကြောင့်စစ်ပေးရှောင်းအရေးအတွက်ဟာပုံမတိုးပွားလာတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရေပြူမြို့နယ်မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဇင်းပါကြီးရွာအနီးမှာသာတိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့်မေလ12ရက်နေ့ကနေစတင်ပြီးတော့မိချောင်းလောင်းရွာတစ်ဘက်အထိကိုစစ်မျက်နှာပြင်နေပုံမကျေပြန့်လာပြီးစစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွေပါပြုတ်လုလာတာကြောင့် နေရက်ကိုစွန့်ခွာပြီးတော့ထွက်ပြေးလာရတဲ့စစ်ဘေးရှောင်ပြည်သူအရေးအတွက်ဟာပိုများလာတာဖြစ်တယ်လို့စစ်ဘေးရှောင်ကူညီသူတွေကပြောဆိုခဲ့ပါတယ်စစ်ဘေးရှောင်ပြည်သူတွေကိုလက်ခံကူညီပေးနေတဲ့သူရဲ့ပြောပြချက်အရာအခုလ73ရက်နေ့အထိကိုစစ်ဘေးရှောင်စခန်းမှာပြည်သူ133ခုအထိရှိနေပြီးတော့14ရက်နေ့မှာတော့200ကျော်အထိတိုးတက်လာတယ်လို့ဆိုပါတယ်အဲ့ဒီအရေးအတွက်ထဲမှာစခန်းမှာစစ်ဘေးမရှောင်ဘဲနဲ့နီးစပ်ယာတွေမှာထွက်ပြေးတိမ်းရှောင်နေကြတဲ့ပြည်သူယာနဲ့ချီပြီးတော့မပါဝင်ဘူးလို့လည်းပြောဆိုထားပါတယ် အဲ့ဒီစစ်ပေးဆောင်တွေအတွက်စံနဲ့စားတော့ကုန်အမိုးအကာတွေလိုအပ်နေတယ်လို့ကိုဝင်ဆောင်မိခင်တွေအတွက်လည်းမွေးကင်းစကလေးအသုံးဆောင်ပစ္စည်းနဲ့စေဝါအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။မိုးရီထဲမှာဂုံအိတ်ခင်းပြီးတော့အိတ်နေရတယ်ဗျာ။ကမန်းကရန်ပြေးလာရတော့ပြင်းစင်ချိန်လုံးဝမရလိုက်ပဲနဲ့ဘာမှမယူနိုင်ပဲပြေးလာရတာပေါ့။ကလေးတွေနဲ့တော်တော်ကိုဒုက္ခရောက်နေကြတယ်လို့ စစ်ဘေးရှောင်ကူညီနေသူအမျိုးသားတို့ကပြောပြလာပါတယ်လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဇင်းပါနဲ့မိချောင်းလောင်းရွာတဲ့အနီးတစ်ဝိုက်မှာညနေ၄နာရီနောက်ပိုင်းကနေပြီးတော့၆နာရီခွဲလောက်အထိကိုမိုးရွာလေးရှိတာကြောင့်အရေးပေါ်ထွက်ပြေးလာရတဲ့ပြည်သူတွေအတွက်အမိုးအကာတွေလိုအပ်နေတယ်လို့သိရပါတယ်ရေပြူမြို့နယ်ဇင်းပါရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဟာအခုလ9ရက်နေ့ကတည်းကဖြစ်ပြီးတော့အခုလ12ရက်နေ့မှာတော့မိချောင်းလောင်းရွာအနီးတစ်ဝိုက်မှာပါထိတွေ့ပစ်ခတ်မှုတွေဖြစ်လာတယ်လို့သိရပါတယ် တိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်နေတာအပြင်စစ်ကောင်စီလေရင်တွေကင်းထောက်ပြန်တမ်းမှုတွေပြုလုပ်နေတာကြောင့်လေချောင်းရံကိုလည်းစိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတူချောင်းကိုချောင်းနဲ့ပြစ်နေကြတယ်စစ်တပ်ကလည်းလက်နက်ကြီးနဲ့ရောက်ချင်ရာရောက်ကြချင်ရာကြတေချင်တဲ့သူတေဆိုပြီးတော့ပြစ်နေကြတာသူတို့လူတွေမှမပါကြတာကိုလို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်အခုလ12ရက်နေ့နဲ့13ရက်နေ့တွေမှာစစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်မိချောင်းလောင်းရွာတက်မှာရှိတဲ့73စီအယောင်းဆိုင်အရှိနဲ့ ဖျားအနီးမှာရထားတဲ့သုံးဘိတ်တစည်းပေါ်ကိုလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့မီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကပြောပြကြအရာသိရပါဗျ။အခုတစ်ပတ်အတွင်းမှာစစ်ကောင်စီလက်နက်ကြီးပစ်ခတ်လို့ကလင်အောင်မြို့အမှတ်3ရပ်ကွာမှာနေထိုင်တဲ့အဖွားအုပ်တအုပ်ဒဏ်ရာရရှိခဲ့ပြီးတော့ဇင်းပါရွာကသူ့မိုးပြင်အောင်အိမ်နှစ်ဆောင်သုံးဘိတ်တစည်းကလင်အောင်စံတော်ရှင်အတက်လန်းနဲ့ ်မိကြောင်းလောင်းရွာတစ်ကဥယျာဉ်ခြံတချို့လက်နက်ကြီးကြီးစားထိမှန်ပြီးတော့ပျက်စီးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာပောက်ကွဲတာရှိတယ်လို့မပောက်ကွဲသေးတာတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောဆိုခဲ့ပါတယ်ရေပြူမြို့နယ်နဲ့အလားတူတရချောင်းမြို့နယ်တွေကကနက်တီတွေရွာနယ်အောက်တရချောင်းရွာတွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့တိုက်ပွဲမဖြစ်တဲ့ရွာကိုးရွာကန့်ကိုလည်းစစ်ကောင်စီကကြီးရေလီကနေပြီးတော့ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေထောင်ထဲချီပြီးတော့စစ်ဘေးရှောင်နေရတယ်လို့ဒေသခံတွေနဲ့စစ်ဘေးရှောင်ကူညီသူတွေစီကနေပြီးတော့သိရှိရပါတယ် စစ်ဘေးရှောင်တွေထပ်တိုးလာပြီဗျဘယ်လောက်ထိတိုးလာလဲဆိုတာကိုတော့မရေတွက်ရသေးဘူးလို့တောင်ပြောက်တိုက်နယ်ကစစ်ဘေးရှောင်တာဝန်ခံကပြောဆိုလာပါတယ်။၎င်းစစ်ဘေးရှောင်တာဝန်ခံရဲ့ပြောပြချက်အရအခုလ73ရက်နေ့အထိစစ်ဘေးရှောင်900ကျော်အထိရှိခဲ့ပြီးတော့နောက်တနေ့မှာစစ်ဘေးရှောင်ဥယျာဉ်တွေထပ်တိုးလာတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိလည်းကနက်တီရီရွာဘက်မှာစစ်ရေးတွေတင်းမာနေသေးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ AB လအတွင်းတနင်္လာရီတိုင်းမှာစစ်ဘေးရှောင်ဥယျာဉ်9981ယောက်ကျော်ရှိခဲ့တယ်လို့တိုင်းတွင်း ုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 တနင်္သာရီရဲ့ထုတ်ပြန်ချက်အရသိရှိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ